င်္ဂလာပါအခုတင်ကသနှစ်ကိုရောက်ဒီတင်ကသနှစ်မှာအားเจ้าနေပြပြပေးမလဲဆိုရင်ဒီကွန်ပျူတာတွေကိုထုတ်လုပ်တဲ့ကုမ္ပဏီအเจ้าကိုကုမ္ပဏီတွေအเจ้าပေါ့နော်ဘာပဲကွန်ပျူတာပဲကုမ္ပဏီအထုတ်တယ်ဆိုတာလို့ပြပြပေးမယ်ဘူးဆိုတာအနေနဲ့အဲဒါလေးပြတာရင်ဘာသုံးတယ်လဲဆိုတော့ customer ကိုကွန်ပျူတာရောင်းတဲ့အခါမှာအများကြီးအကျိုးဖြစ်တယ်လို့ service လုပ်တဲ့အခါကျရင်ဘယ်မော်ဒယ်ဘယ်ဘရန်ဘယ်အထုတ်တာဆိုတော့ကိုယ်သိထားတဲ့အခါကျတော့ customer impression ရတာပေါ့နော် โอเคอ่าဒီသင်္ကန်းထဲမှာဒီကွန်ပျူတာထုတ်လုပ်တဲ့ကွန်ပျူတာထုတ်လုပ်တဲ့ကုမ္ပဏီတွေအကြောင်းတွေနောက်ကွန်ပျူတာ brand တွေနောက်ပြီးထုတ်လုပ်တဲ့ကွန်ပျူတာအမျိုးအစားတွေပြီးရင်တက်ဆိုင်ရာ brand ကထုတ်လုပ်တဲ့တက်ဆိုင်ရာ brand ဆိုမှာ ASUS ဆိုပါထုတ်တယ် Dell ဆိုပါထုတ်တယ်ဆိုပြီးတက်ဆိုင်ရာ brand ကထုတ်လုပ်တဲ့ model တွေအကြောင်းကိုအကြံဉာဏ်သိပါလိမ့်မယ်အဲ့တော့ကွန်ပျူတာထုတ်လုပ်ကွန်ပျူတာထုတ်လုပ်တဲ့ main company ကြီးနှစ်ခုရှိတယ် IBM နဲ့ Apple ဆိုပြီးတော့နှစ်ခု အဲ့ဒီမှာမှာ IBR ဘာလဲဆိုရင် International Business Machine ဆိုတဲ့အရှိအရှိကောက်ပေါ့နော်သူကတော့ computer တွေကိုထုတ်တယ် Apple ကကြတော့ Apple company ကနေပြီးတော့မှဒီက computer တွေထုတ်ပြီးတော့နှစ်မျိုးပေါ့အဲ့လိုနှစ်မျိုးရှိတယ်အဲ့ဒီမှာမှာဒီ IBR ကိုအခြေခံပြီးတော့ light ထုတ်တဲ့ brand တွေအများကြီးကွဲထွက်လာတယ် Apple ကတော့ Apple တခုတည်းပဲ IBR ကိုအခြေခံပြီး light ထုတ်တဲ့ light ထုတ်တဲ့ light ထုတ်တဲ့အခါကျမှဟို brand တွေကွဲထွက်လာတာဘာတွေဖြစ်မလဲဆိုရင် ဟို community ကိုကွက်ထွက်သွားတယ်ဆိုတာပေါ့နော်အဲ့ဒါကဟို Dell ရှိမယ်ဒါ IBM ကိုအခြေခံပြီးတော့ထုတ်လာတာဒါကြောင့်မို့သူက Windows ကွန်ပျူတာနေဖြစ်သွားတယ်ဟောအဲ့ဒါတွေက Dell ရှိမယ် HP ရှိမယ် MSI ရှိမယ် Acer ရှိမယ် Asus ရှိမယ် Lenovo ရှိမယ်အဲ့တော့ဘာတွေရှိဦးမလဲ LG Toshiba Fujitsu NEC နောက် Gateway နောက်ပြီးတော့ Sony နောက် Huawei Huawei လည်းကွန်ပျူတာတွေထုတ်လာပြီနောက် Samsung နောက်ပြီးတော့ Mi ဟောအဲ့ဒါမျိုးတွေဆိုပြီးတော့ရှိလာတယ် အခုနောက်ပိုင်းမှာဒီ jumper ဆိုပြီးတော့ branding နဲ့ computer လည်းပဲဒီမြန်မာပြည်စုကကိုဝင်လာတာရှိတယ်။အဲ gateway ဆိုတဲ့ computer မျိုးစားလည်းတွင်းလာရှိတယ်။သို့တော့သုံးတဲ့လူနေတယ်။အဲ့တော့အဲ့ဒီအဲ့ဒီအရာတွေတဲကမှဟိုအတုံးအများဆုံး company ပေါ့ brand ခေါ်တာပေါ့နော် brand ကိုပြောပါဆိုရင် Dell ရဲ့ HP ရဲ့ Amazon ရဲ့ Acer ရဲ့ Asus ရဲ့ Lenovo ရဲ့6မျိုးဟာလူသုံးအများဆုံးပဲ။ဒီ brand တွေကအများဆုံးဒီမြန်မာပြည်သုံးကြတယ်။အများဆုံးဝယ်ကြတယ်ဆိုပါတော့ အပင်ကတော့တခုတည်းပဲသူ့မှာက model တွေထပ်ပြီးတော့ကွဲထွက်လာတယ်ဟောအဲ့ဒါတွေကဟိုကွန်ပျူတာထုတ်တဲ့ company နဲ့သူ့ရဲ့ brand ခေါ်တာပေါ့နော် brand တွေပဲဆိုရင်အခုပြောပြမှာကဘာလဲဆိုတော့ကွန်ပျူတာဟာကွန်ပျူတာသမုတ်ပြီး personal computer PC လို့လည်းခေါ်တယ် PC ဆိုတာ personal computer ဆိုတာတကိုယ်ရေးသုံးကွန်ပျူတာပေါ့နော်အဲ့ဒီမှာဒီ PC မှာဘယ်လိုမျိုးထပ်ခေါ်တယ်ဆိုတော့၃မျိုးရှိတယ်ဘယ်လို၃မျိုးလဲဆိုရင် all in one ဆိုတာရှိတယ် all in one က မော်နီတာရယ်စနစ်ဘုံးရယ်သူပေါင်းထားတာဒီဒီ screen ထဲမှာပဲသူရဲ့ screen ရဲ့နောက်ထဲမှာ monitor ဟို sorry စနစ်ဘုံးတွေပါတယ်ပါသွားပြီအဲ့လိုမျိုးပေါင်းထားတာကိုသူ all in one လို့ခေါ်တယ်အဲ့လိုမှပြီးတော့ desktop ဆိုတာရှိတယ် desktop ကြတော့သူကဘယ်လိုခေါ်လဲဆိုရင်စနစ်ဘုံးတက်တက် monitor တက်တက်အဲ့ဒါကို desktop လို့ခေါ်တယ် system ဘုံးနဲ့ monitor နဲ့ပေါင်းထားတာကို all in one system ဘုံးတက်တက် monitor တက်တက်ကို desktop လို့ခေါ်တယ်အဲနောက်တစ်ခုကတော့ laptop ဆိုပြီးရှိတယ် laptop ကတော့အားလုံးသိတဲ့အတိုင်းဒီဒီပို့ပေါ်ပါတည်ဆောင်သွားလို့ရတဲ့အားပေါ့နော်အဲ့တော့ all in one တွေကဘယ်လိုအမျိုးကြီးဆိုရင်မာဒဲရဲ့ all in one ရှိမယ်ပြီးရင် hp ရဲ့ all in one ရှိမယ် msi ရဲ့ all in one ရှိမယ် asa ရဲ့ all in one ရှိမယ် osu ရဲ့ all in one ရှိမယ် lenovo ရဲ့ all in one ရှိမယ်ဟုတ်နောက်ပြီးတော့ desktop ဆိုတာရှိတာဟုတ် desktop တွေကို ဘလို့ထပ်ခွဲလဲဆိုတော့ desktop မှာတကားနောက်ထပ်နှစ်မျိုးထပ်ခွဲ branded နဲ့ stand alone ဆိုပြီးတော့ desktop ကိုနှစ်မျိုးထပ်ခွဲတယ်အဲ့တော့ branded ဆိုတာကဒီတက်ဆိုင်ရာ brand company ကနေထုတ်တဲ့ဒီ desktop အစုံလိုက်ကို branded လို့ခေါ်တယ်ဥပမာ dell ကနေဆိုလို့ရှိရင် dell xps ဆိုပြီးတော့မှသူကထုတ်တယ် system ဘုံနာမည်ပေါ့နော် dell xps ဆိုပြီးတော့ system ဘုံနာမည် monitor လဲသူက dell ပဲ keyboard mouse ကလည်း dell ပဲ ။နောက် HP ဆိုလည်းပဲအတူတူပဲ MSI ဆိုလည်းပဲအတူတူပဲ ASA ဆိုလည်းပဲအတူတူပဲ ASUS ဆိုလည်းပဲအတူတူပဲ Lenovo ဆိုလည်းပဲအတူတူပဲအဲ့ဘက်မှာကြာတော့သူက Mac Mac Pro iMac နောက် MacBook Pro MacBook Air နောက် Mac Mini ဆိုပြီးသူက model တွေခွဲပြီးထုတ်တာပေါ့နော်အဲသူ့ကိုခုနက ် online မှာပပညာခွဲပြမယ်ဆိုရင် Mac Pro က desktop မျိုးစား तू က monitor နဲ့တွဲသုံးပါတယ် iMac ကြတော့ online မျိုးစား तू က monitor ကို system ဘောကိုတွဲထားတာအဲ Mac Pro ဝယ်မယ်ဆိုရင်ခုနက Apple display တို့မှာ monitor တွဲပြီးတော့ထပ်ပြီးတော့ထပ်ဝယ်ရတာပေါ့နော် iMac ကတော့ तू က online မှာဖြစ်ထွက်တဲ့ keyboard မှာကတခါတည်းတွဲပါလာတယ်တန်းသုံးပုံပဲဘာမှထပ်ပြီးတော့ထပ်ဝယ်ရမှာမလို့ iMac မှာလည်းပဲ तू ကခုနှစ်လိုက်ပုံစံတွေကွဲထွက်ပြီးတော့မှ ထပ်အဲဒီဇိုင်းတွေပြောင်းပြောင်းသွားတာပေါ့အဲ့လိုထွက်လာလဲနောက်ဆုံး CPU တော့ခုနောက်ပိုင်းကိုယ်ပိုင် CPU ဖြစ်သွားပြီအဲ့တော့ MacBook Pro မှာဆိုလို့ရှိရင်လည်းပဲခုနှစ်လိုက်ခုနှစ်လိုက်ဆိုတော့ကွဲထွက်သွားတယ်နောက် MacBook Air တူနေတဲ့ကောင်ပဲ Mac Mini လည်းတူတူပဲโอเคအဲ့တော့ Dell တဲ့ Dell တို့ HP တို့ MSI တို့ Acer တို့ Asus တို့ Lenovo တို့တွေမှာဒီတက်ဆိုင်ရာ model တွေခွဲထွက်သွားတာရှိသေးတယ်ဟိုခုနကဟို Apple မှာ Mac Pro ဘာဘာညာလို့ခွဲထွက်သွားတယ်ပဲဒီ other brand အခုအသုံးများတဲ့ Windows computer တွေလို့ခေါ်တာပေါ့အဲ့ဒီမှာလည်းပဲခွဲထွက်သွားတယ်ရှိတယ်အခုနောက်က desktop မှာ stand alone နဲ့ branded ကိုခွဲထားတယ်လို့ပြောပြတယ်အဲ့တော့ branded ဆိုတော့ဒီ dell ဆိုတဲ့ dell ကြီးပဲ acer ဆိုတဲ့ acer ကြီးပဲဟို hp ဆိုတဲ့ hp ပဲပြောတာပေါ့နော် stand alone ကဘယ်လိုဟာမျိုးလဲကြာ stand alone ဆိုတာဘယ်လိုဟာမျိုးလဲဆိုတာကကြာတော့ stand alone ကဒီကေစင်ကေစင်ဘုံထဲမှာ motherboard က osu ဆိုပါတော့ graphic card က msi ဖြစ်ခြင်းဖြစ်တယ် အခါ run ကလည်းကိုကိုစင်ပြတဲ့ run brand ပေါ့နော်ဟိုကိုစဲလည်းဖြစ်ခြင်းဖြစ်မယ်နောက် kingston လည်းဖြစ်ခြင်းဖြစ်မယ်နောက် upper sa လည်းဖြစ်ခြင်းဖြစ်မယ်နောက် city gun power လည်းဖြစ်ခြင်းဖြစ်မယ်အဲ့ဒါကိုကိုကျက်ရတက်လိုက် power sprint ဆိုရယ် power sprint brand တွေအများကြီးရှိတယ်ကိုကျက်တဲ့ brand ကိုယူထည့်လိုက်တယ်ကိုကဒီ system ပေါ်မှာဆင်းမဲ့ဟို what တို့ဘာတို့ကိုကိုလိုချင်တဲ့အနေထားရအောင် brand အစုံပေါ့အဲ့လိုပေါင်းပြီးတော့ဒီမှာဒီမှာဆင်ရတာပေါ့အဲ့လိုဆင်လိုက်တယ်ကိုပိုင်စိတ်ကျဒီဇိုင်းဆင်လိုက်တဲ့ဟာကိုသူ stand alone ကိုခေါ်တယ်အဲ့တော့ ဒီ stand alone နဲ့ခုနက brand နဲ့ဘာပွာလဲဆိုလို့ရှိရင်ဒီ stand alone ကတော့ကိုယ်စိတ်ကြိုက်ထဲတဲ့အတွက်ပြက်လွယ်ပြင်းလွယ်ဖြစ်တယ် brand ကတော့ကိုယ်စိတ်ကြိုက်ထဲတာမဟုတ်ဘူးဒီတက်ဆိုင်ရ brand ကထည့်ပြီးလိုက်တဲ့ device တွေအတိုင်းပဲပွာရတာဖြစ်တယ်တဲ့အဲပြက်ခဲတယ်သို့တော့ပြင်ဖို့လည်းခက်တယ်ဒါက desktop မှာခွဲသွားတယ် brand နဲ့ stand alone နဲ့ကိုယ်ပြချက်ကလေးကိုပြောတာအဲ့တော့ခုနကဒီတက်ဆိုင်ရ brand မှနေခွဲပြီးတော့မှဒဲဆိုရင်ဒဲရဘာတွေထပ်ထုတ်လဲ HP ဆို HP ရဘာမော်ဒယ်ထပ်ထွက်လဲဆိုတာလေးကိုထပ်ပြီးရှင်းပြပေးမယ်အဲ့တော့ Dell ဆိုရင်ဥပမာနံပါတ်1 Dell နဲ့စပြောမယ် Dell ဆိုရင်သူကလက်တော်ပိုင်းမှာ Dell ကဘာတွေထုတ်လဲဆိုတော့နံပါတ်1 Alienware ထုတ်တယ်ဒါ Dell ကုမ္ပဏီကထုတ်တာ Alienware ကဘာလဲဆိုရင်သူက gaming series Dell ကထုတ်တာเนาะနံပါတ်က Alienware နောက်ပြီး Dell ကပဲထုတ်တာ G series ဆိုပြီးထုတ်တယ်သူလည်းပဲ gaming laptop တွေပဲအဲ့ဒါပြီးတော့ Experience ထုတ်တယ်သူကြတော့ဒီ Mac market consumer laptop လို့သွားခေါ်တယ်။ဘာလို့ဆိုတော့အဲ့ inspiration ကလူရမ်းသုံးတယ်လူသုံးများတယ်။လူသုံးများတဲ့ series တဲမှာ then laptop ရေလို့ကြည့်တယ်ဆို inspiration series တွေ့ရတာများတယ်။နောက်တစ်ခုကလက်တီကျူဆိုတဲ့ series ထုတ်တယ်။လက်တီကျူ series ကျတော့သူက business class ဖြစ်သွားတယ်။ဟို CYA ဘိုင်းမှာသုံးတယ် CYA လုပ်ငန်းတွေမှာအဓိကသုံးတဲ့ computer လို့သူကတတ်မှတ်တာပေါ့နော်။နောက်တစ်ခုကဒီ precision series တရားတော့ဒီမှာတွေ့ရခဲ့တယ်။ နောက်ထပ်ထပ်ထုတ်တာ Dell ကပဲ Vostro series ဆိုပြီးတော့ထပ်ထပ်ထုတ်တယ်ထုတ်တယ်ပေါ့နော်အဲ့ဒါကကျတော့ Vostro ကျတော့သူကဒီ low end business brand ဖြစ်တယ် low end business brand ဆိုတာက business တုံးမဲ့သို့တော်ကဈေးနဲ့နဲ့နေတယ်ဟော business နဲ့ business တုံးနဲ့ဖြစ်တဲ့ဈေးနဲ့များတဲ့ဟာကျတော့သူကနောက်ထပ် XPS series ဆိုပြီးတော့ထုတ်တယ်ဒါက Dell ကနေ Dell ဆိုတဲ့ brand company ကနေထုတ်လိုက်တဲ့ laptop အခွဲတွေအဲ့လိုပဲ Dell ကနေ desktop လည်းထုတ်တယ်ဟော desktop ဘက်မှာကျတော့ Inspiron series ရှိမယ် Arctic Plus series ရှိမယ်။နောက် Xperia series ဆိုပြီးတော့ဒီ desktop တွေထုတ်တယ်။ဒါ Dell နဲ့။ဒါပြီးတော့ HP HP မှာဆိုရင်လည်းပဲ HP က laptop ဘက်မှာဆိုလို့ရှိရင်အဲ့သူကကြတော့ရုံးတော့အိမ်တော့နေတော့ခွဲလိုက်တယ်။သူက home address ဆိုပြီးတော့ဘာတွေထုတ်လဲဆိုတော့ဟို Spectre series နောက်ပြီးတော့ MV series နောက် Pavilion series နောက် Essential Home series အဲ့ဒီမှာမြန်မာမြန်မာတွေ့ရအများဆုံးကတော့ Pavilion series ဒါကဟို home address ဆိုတာ laptop မှာ home address ဆိုပြီးတော့ထုတ်တာ နောက်တစ်ခါ HP ကပဲ gaming အတွက်လည်းထုတ်တယ်အဲ gaming အတွက်ကြတော့ a pavilion gaming နဲ့တော့ဟုတ်တယ် fit test ခေါ်တာလားအဲ series တွေဒီမှာတော့ပြောရရင်ဟို series အကုန်လုံးတွေ့ဖို့မလွယ်ဘူးဘာဖြစ်လို့လဲဆိုတော့သက်ဆိုင်ရာ twin နဲ့ company တွေက series အစုံမ twin ဘူးမြန်မာပြည်ဈေးကွက်နဲ့ကိုက်ညီမဲ့ဈေးနှုန်းမြန်မာပြည်သူတွေဒီ user တွေတုံးနိုင်အောင်မဲ့ဈေးနဲ့ချိန်ပြီးတော့မှသူကပစ္စည်းတွေကို twin လာခက်တမ်း series တွေမ twin ဘူးအဲ့တော့ အခါဒါကကွနဂိမ်းတွေအတွက်ဒီ HDR ပဲ business အတွက်ဆိုပြီးတော့ထုတ်တာကြတော့ Zbook တို့ Elite Book တို့ Pro Book တို့အဲ့တော့အဲ့ဒီ business series ထဲမှာလည်းအတွေ့အများဆုံးဒီ Elite Book အော် HDR ပဲမပြီးသေးဘူးသူလည်း desktop တွေထုတ်တယ်အော်ခုနကပြောတဲ့ branded တွေပေါ့နော်အဲ့ desktop ဆိုလည်းပဲ home address ဆိုပြီးတော့ MV series ရယ် Pavilion series ရယ် Essential home series ရယ်ဒါ HDR ထုတ်တဲ့ desktop home series တွေအဲ့ဒီအပြင်ဒီ desktop ကိုပဲ gaming အတွက်ဆိုပြီးတော့ထုတ်တယ် gaming အတွက်က Oman gaming ဆိုပြီးတော့ထုတ်တာ HP ရတယ်။တခါ HP ရနေဒီ desktop ကို business ဆိုပြီးသူက business address ဆိုပြီးထပ်ခွဲသေးတယ်။အဲ့ဒါက Zwan Station တို့ Elite Desk တို့ Pro Desk တို့ဆိုပြီးတော့ထုတ်တာ။တော့ဒါဆိုရင် HP ရထုတ်တယ် laptop တွေ HP ရထုတ်တယ် desktop တွေ။သူ branding ဟို series name အနေနဲ့ထပ်ခွဲသွားအများကြီးအများကြီးမှဆိုတော့တက်ဆိုင်ရာကုမ္ပဏီအကုန်လုံးထုတ်ကြတယ်။အဲ့တော့ HP ပြီးတော့နောက်ထပ် MSI MSI မှာလည်းဒီတိုင်းပဲ MSI နဲ့အားလုံးအများကြီးပြင်မယ် gaming မှာ MSI ကိုတော်တော်လေးသုံးကြတယ်။ တော့ MSI မှာသူက laptop ပိုင်းမှာသူက gaming ကဘာတွေထုတ်လဲဆိုတော့ gaming အတွက်ဆိုပြီးတော့မှအာ GT Titan series တို့နောက် GS Steel series တို့နောက်ပြီးအာ GE Radar series နောက်ပြီးတော့ GP အာ laptop series ဆိုပြီးတော့ဒါ MSI ထုတ်တဲ့ gaming gaming laptop ရဲ့ series တွေပေါ့နော်နောက်ရှိသေးတဲ့သူထုတ်ထုတ်တာနောက်ပြီးတော့နောက်ထပ်အခု2021တို့22မှာလာမဲ့ series အစ်စ်တွေလည်းရှိသေးတယ်အဲ့ဒီထဲမှာသူက ဒီ connect creator ရဲ့အတွက်ဆိုပြီးတော့သူကကျတော့ရည်စူးတယ်ဟိုခုနက HP တို့ကကျတော့ home address တို့ business address တို့ဆိုပြီးတော့သူကသူကဟိုခွဲထုတ်တာပေါ့ Amazon ရဲ့လို့ဟုတ်တော့ connect creator တဲ့ဆိုပြီးဘာထုတ်လဲ creator series တွေထုတ်ပေးရဲ့ပြီးရင် watch station series ဆိုပြီးတော့ရှိတယ်ဒါက Amazon ကထုတ်တာနောက်တစ်ခါ Amazon ရဲ့ business ဘက်တော့ဆိုရင်ဘယ်လို series တွေထုတ်ပေးလဲဆိုတော့ summit series prestige series နောက်ပြီးတော့ modern series အဲ့လိုမျိုးသူက ဟို laptop မျိုးစားတွေပေါ့အဲကြောင့် laptop ဒီမှာရွေးချယ်ရမယ်ဆိုရင်သူကဟို model တွေကပွင့်နောက်လောက်အောင်စုံနေတဲ့ခါကျရွေးချယ်ရခက်တယ်ဒါပေမဲ့စိတ်မပူပါနဲ့တကယ်တကယ်နဲ့ customer ကိုဝယ်ဖို့ညှို့တဲ့ခါကျရင်အလုံးလုံးရွေးချယ်ပေးရနှလုံးနှစ်မျိုးသုံးမျိုးလောက်ပါပဲအဲ့တော့ဒီ CV ကြိုင်းကမြန်မာပြည်မှာမရနိုင်ဘူးရလိမ့်လည်းမရှိဘူးတက်ဆိုင်ရာကုမ္ပဏီတွေလည်းမသွင်းဘူးโอเคဆိုတော့ဒီ MSI ကိုပဲ desktop ဘက်မှာ bilateral နဲ့ထပ်ပြောပြအောင် MSI ကို desktop ဘက်မှာဆိုတော့ gaming PC တွေဆိုပြီးတော့ထုတ်တယ်အဲ့ဒါကဟို infinite တို့နောက် trick ဘာမှခေါ်တဲ့ trident လို့နောက်ပြီးတော့တူတူတူ MSI ဟို branded branded system system ဘုံတွေကိုခေါ်ပါဘောနော်အဲ့ဒါတွေကတော့တော်တော်တွေ့ရခဲ့ပါတယ်သူကကေစင်ဘုံဝင်တာ MSI ကထွက်တဲ့ကေစင် gaming ကေစင်လှလာလေးလေးနဲ့ဆင်ကြတာများတော့ပြီးတော့သူလည်းပဲ content creator series ဆိုပြီးတော့ဒီ desktop တွေမှာလည်း content creator series တွေထုတ်တယ် oppressive series creator series ဆိုပြီးတော့ desktop တွေမှာထုတ်တယ် တော့နောက်တစ်ခါ business အပိုင်းမှာဆိုပြီးတော့တက modern series နဲ့ pro series ဆိုပြီးတော့လည်းရှိသေးတယ်။ဒါ MSI ရထုတ်တဲ့ဒီ desktop တွေပေါ့နော်။တော့ MSI ပြီးတော့တက Acer Acer မှာလည်းထိုနည်းနဲ့ကောင်းပဲ Acer ဆိုရင် laptop ဘိုင်းမှာသူကသူကြတော့ဘယ်လိုလဲဆိုတော့ performance နဲ့ portable အတွက်ဆိုပြီးတော့သူက Aspire CPU Aspire CPU ဆိုပြီးနာမည်ပေးပြီးထုတ်တယ်။ဟို company တစ်ခုတစ်ခုကသူနာမည်ပေးတဲ့ဟာလေးတွေကဟို customer တက်ကထားတာလေးတွေမတူကြအောင်။သူကဘာရည်ညွှန်းလဲဆိုရင် performance နဲ့ portable အတွက်ဆိုပြီးတော့ Aspire CPU ထုတ်တယ်။နောက်ပြီး သင်းအန် lightweight ပါပါလှလှနဲ့ပုတ်ပပပတဲ့ဆောင်ရဖို့အတွက်ဆိုပြီးတော့ Swift ဈေးပြိုထုတ်တဲ့ Swift 3 Swift 5 Swift 7ဆိုပြီးတော့တခါ test screen ပါတဲ့2 in 1 series အဲ့ဒါကိုကျွန်တော်တို့ spin series နဲ့ထုတ် spin series နေနဲ့ထုတ်တယ်အဲ gaming inside ရဲ့ gaming အတွက်ကကြတော့ဒီ nitro နဲ့အ pre pre data ပေါ်လာတာအဲ့ series တစ်ခုထုတ်တယ်ဒီ business business နဲ့ enterprise ကကြတော့အဲ့ business သမားတွေဒီလုပ်ငန်းလုပ်တဲ့သူတွေ အစားသုံးမယ်ဆိုတော့ travel mix ဆိုပြီးတော့မှအစားအဲ့ brand ကိုထုတ်ပေးတယ်ပြောရရင်ဟိုကိုနဲ့သွားနေရာမှာပတ်သွားမဲ့ပစ္စည်းတစ်ခုပေါ့အဲအဲ့လိုပဲ professional creator တွေအတွက်ကဒီ concept D ဆိုပြီးတော့မှသူကထုတ်ပေးတယ်အဲ့ဒါတွေကဒီမှာတော့တိတ်မတွေ့ဘူးအဲ့လိုပဲ Acer လည်း desktop တွေထုတ်တယ်ဘလို့ desktop ဆို gaming အတွက်ဆိုလို့ရှိရင် Nitro series နဲ့အခုနိုင်ပဲ Predator နောက်ပြီးတော့အဲ home small office တွေဆိုပြီးတော့မှ Aspire PC တွေထုတ်တယ်နောက် Aspire mini PC ဆိုပြီးတော့ထုတ်တယ် ။ Now business အတွက်ဆိုလို့ရှိရင် business အတွက်ဆိုလို့ရှိရင်လည်းသူကဒီဟိုပါပါတယ် tower PC ခေါ်တာပေါ့နော်အဲ့အမျိုးတွေသူထုတ်တယ်။ Now ဒီ Acer ပြီးသွားတော့ခုန Acer လည်းပဲ laptop desktop ထုတ်သူတို့ Asus ရောက်ပြီ။ Asus လည်းပဲ desktop နဲ့ laptop ထုတ်တယ်။ Asus က laptop ဘိုင်းမှာဆိုလို့ရှိရင်သူကကြတော့အဲ့လို for home တွေ for business အဲ့လိုမျိုးပဲသူကတက်ကတ်ထားတယ် for home address ဆိုပြီးတော့ဒီ pro art studio book ဆိုတဲ့ series တွေနောက်ပြီး zen book ဆိုတဲ့ series တွေအတွေ့များတယ်ဟိုတော်တော်လေးမိုက်ပါတယ် နောက် Zenbook ရှိတယ်နောက်ပြီးတော့ VivoBook series ထွက်တယ်နောက် Chromebook series ရှိမယ်နောက်ပြီးတော့ Asus laptop ဆိုပြီးရှိတယ်သူက Asus ကနေထုတ်ပြီးတော့ဟိုဘယ်လိုကောင်းမလဲ VivoBook တို့ Zenbook တို့က Asus မဟုတ်ဘူးလားဆိုမဟုတ်ဘူး Asus ကထုတ်ထားတဲ့ series name နဲ့အဲ့မှာမှတက်တက် Asus laptop ဆိုပြီးတက်တက်ရှိသေးတယ် Asus laptop ကြောင့်နောက်မှသာ Ace တို့ပါလို့နဲ့သူ modern name တွေအများကြီးခွဲထွက်သေးတယ်အဲ့ဒါ Asus ရဲ့ laptop အမျိုးအစားအဲ့တော့အဲ့ဒီဟာကခုန home တက်ပြီးသူက for work တက်ဆိုပြီးတော့ Asus ကထုတ်တယ်အဲ့ဒါက Pro R Studio Book တို့ဒီ Zenbook လည်း ပြန်ပါတယ်ခုနကပြော CPU CPU ရဲ့ဟို name နေပေါ်သွားမှာပေါ့နော်နောက်ပြီး Chromebook လည်းပါတယ်နောက် Expert Book လည်းပါတယ်ဒါ business အတွက်တခါ creator address ဆိုပြီးသူလည်းထုတ်တယ် creator address ကြတော့ဒီ Pro Art Studio ကိုပြန်ပါတာပဲဒီ Zenbook ပဲအဲ့ဒီမှာသူက ROG ဆိုတဲ့ series တစ်ခုပါနော် Vivo Book ဆိုတဲ့ဟာဒီ creator တွေအတွက်ထုတ်ထားတာမှရှိတယ်အဲ့ဒီအပြင်သူက student တွေအတွက်ဆိုပြီးတော့တခါ Osu ကထုတ်သေးတယ်အဲ့ဒါက Vivo Book Chromebook ပြီး Osu Laptop ပြီး Expert Book ပြီးရင် BR series ဆိုပြီးအဲ့တော့ brand တစ်ခုမှာထုတ်သမျှ series တွေကတော့အများကြီးပဲ company တွေကပစ္စည်းကိုတက်ဆိုင်ရ brand တွေကိုအစုံထုတ်တယ်အဲ့တော့ brand အစုံ model အစုံနဲ့ဒီမှာမမြင်ဘူးမမြင်ဘူးဆိုတာမတွင်းလာကြဘူးပေါ့နော်အဲ့တော့ ASUS ကဟာကိုဆက်ပြောမယ် ASUS မှာ gaming အတွက်ထုတ်တယ်နာမည်ကြီးတယ်အဲ့ဒါဒီ ASUS ရဲ့ ROG gaming series နဲ့ TUF gaming series ဟာပြုသုံးရတယ်နာမည်ကြီးရပေါ့နော်အဲ့ဒါကတော့ဒီဒီတွင်မှာတွင်းကြတယ် ASUS ရဲ့ gaming နဲ့ပတ်သက်လို့ထုတ်တဲ့နှစ်မျိုး အဲ့တော့အဆုပြီးရင်အဆုမှာ laptop တွေပြီးတော့မပြေသေးဘူး desktop တွေထုတ်ပေးတယ်။သူ desktop တွေကြတော့ tower pc ဆိုပြီးတော့အဆုကထုတ်တယ်။နောက်ပြီးတော့ center နောက် pro art studio ရဲ့ pro art station ခေါ်တာပေါ့ pro art station ထုတ်တယ်။နောက်ပြီး gaming tower pc ဆိုပြီးတော့ rog နဲ့ဒီ rog c rog series တွေသူက desktop ပိုင်းမှာထုတ်တယ်။နောက်ပြီး mini pc တွေဆိုတာလည်းသူရှိသေးတယ်ဒါ desktop တွေ။အဲ့တော့အဆုပြီးရင်ကျွန်တော်တို့က Lenovo brand Lenovo brand မှာလည်း Lenovo က laptop မှာ idea pad ရဲ့ နောက်ပါလေ legend ရဲ့နောက်ပြီးတော့ legend ကတော့ gaming အတွက် idea pack ကဒီ student တွေအတွက်ပေါ့နောက် thin book နဲ့ yoga thin book နဲ့ yoga ကြတော့ तू တွေ့ဝမ်း CPU တွေ तू touch ပါရတယ်နောက်တစ်ခါ thin pad thin pad ကတော့ business series တော့အကြိုက်ခံတယ် i series တွေထုတ်တယ်အဲ Lenovo မှာ desktop ဘိုင်းမှာကြတော့ तू ကတော့ဟိုလိုမျိုး Lenovo ကဟိုခုန Asus လိုဘာလို့ရုပ်ချက်ခံနေအောင်လို့မလုပ်တော့ဟို desktop ဘိုင်းမှာဆိုလို့ရှိရင်လည်း think center ရဲ့ idea center ရဲ့ဆိုပြီးတော့ရှိတယ်အဲ့ဒါကတော့ business သို့မဟုတ် home address ဆိုပြီးတော့ design ထုတ်တာလားဒါ desktop ကျို့ဒီ branded branded system ပုံတွေကိုကြည့်လိုက်လို့ရှိရင် think center တော့ idea center တော့ဆိုတဲ့နာမည်လေးနဲ့တွေ့ရတယ်အဲ့ဒါလည်းတော့ဒီပြည်တွင်းမှာလည်းအသုံးများတယ်နောက်ပြီးတော့ gaming အတွက်ဆိုရင်တော့ဒီ legend tower ဆိုတာအဲ့ဒါတော့ gaming desktop ပေါ့နော်အဲ့ဒါလည်းဟိုတွေ့ကြရပါတယ်သို့တော့ဒီမှာက branded desktop တွေထက် standalone တွေဆင်ကြတာများတယ်အဲ့တော့အဲ့လိုပဲတက်ဆိုင်ရာဒီ brand တွေက laptop ရော desktop ကိုသူကစုံစုံလင်လင်ကိုထုတ်ကြတယ်အဲ့တော့အခုဒီသင်္ကန်းသားမှာဒီသက်ဆိုင်ရာကုမ္ပဏီတွေရဲ့ laptop ထုတ်တာရော desktop ထုတ်တာကိုအကြမ်းပြင်းအကြမ်းပြင်းတည်သွားပြီဆိုလို့ရှိရင် detail ကိုဒီကိုယ်တိုင်ပေါ့နော် internet ကိုခောက်ပြီးတော့မှသူသက်ဆိုင်ရာ brand ရဲ့မှာ dell ဆိုရဲ dell.com asus ဆိုရဲ asus.com hp.com စသဖြင့်ဝင်ပြီးတော့မှသူတို့ brand like မော desktop ဆိုရင် desktop ဘာတွေထုတ်တယ် laptop ဆိုရင် laptop ဘာတွေထုတ်လဲဆိုတာလေးကို knowledge အနေနဲ့ရအောင်လို့လေ့လာထားတဲ့နဲ့လေ့လာထားဖို့လည်းလိုပါတယ် ဟောဒါမှကွန်ပျူတာရောင်းတဲ့အခါမှာဒီအများကြီး customer ကိုကရှင်းပြနိုင်မှာဘာလို့လဲဆိုတော့ရှင်ဟိုဘယ်ကွန်ပျူတာကဘယ် series ရတော့ဘယ်အနေထုတ်တယ်ဘယ်အဘာအတွက်ထုတ်တာတော့မထားပါဘူး business ထုတ်တာလည်း home တက်ထုတ်တာလည်းဆိုပြီးတော့ customer ကိုကောင်းကောင်းရှင်းပြနိုင်မယ်ပြီးတော့ဟိုကွန်ပျူတာ service technician တယောက်ဟာကိုသူညှို့တဲ့ဒီကွန်ပျူတာတွေကို customer တွေကပို့ပြီးတော့ဝယ်ရင်ကြတယ်ပြင်ပေးတဲ့ဒီကွန်ပျူတာကို service ပေးတဲ့လူပေါ်မှာသူကဒီဟာတွေကိုသူပြင်မှုတယ် သုံးခုတည်းအတွက်သူကဒီ laptop တွေ desktop တွေအချစ်တွေများတော့သူညှို့လိုက်တဲ့ပစ္စည်းကိုဝယ်ဝယ်ဖို့အတွက် customer ကပို့ပြီးတော့မှလိုလားတာပေါ့နော်အဲ့တော့ computer တွေအခုလိုကနေပြီးတော့ customer service လည်းကောင်းကောင်းလုပ်လို့ရတယ်လို့ computer ကိုလည်းအကောင်းဆုံးညွှန်ပြီးတော့ရောင်းလို့ရမယ်အဲ့လိုရောင်းလို့ရတဲ့အခါမှာဟို service note ရုံနဲ့မဟုတ်ဘူး computer ရောင်းလို့ရတဲ့ commission ပေါ့ commission computer ရောင်းလို့ရှင်ကိုကထိုင်းရောက် commission ရတယ်အဲ့တော့အဲ့ commission တွေက server လုပ်တဲ့ငွေရလည်းပဲကိုယ့်ရဲ့အိမ်ကမ်းဖြစ်သလိုဒီကွန်ပျူတာရောင်းလို့ရတဲ့ commission ရလည်းပဲကိုယ့်ရဲ့အိမ်ကမ်းတစ်ခုဖြစ်လာမှာပေါ့နော်အဲ့တော့အခုဒီ video မှာဒီ brand တွေ model series တွေအများကြီးပါတဲ့ဟိုရှုပ်ချက်ခတ်နေတာပဲဆိုပြီးတော့စိတ်မပြတ်နဲ့ဟောတကယ်ရောင်းတဲ့အခါမှာ customer ရဲ့ budget နဲ့ဒီအတုံးတူတုံးမဲ့နေရာပေါ့မူတည်ပြီးတော့မှကိုကကွန်ပျူတာကိုရောင်းတဲ့အခါကျကွန်ပျူတာ2မျိုး3မျိုးလုံးလုံး4မျိုးလောက်ပဲရွေးချယ်ဖို့ပြောရတာမျိုးပဲအဲ့တော့နောက်သင်ခန်းစာတွေမှာလည်းဒီ budget အလိုက်ပေါ့နော် customer အကြိုက် ဘယ်လိုကွန်ပျူတာကို recommend ပေးပြီးရောင်းရမလဲဆိုတာလေးတွေကိုလည်းထပ်ပြီးတော့သင်ပေးအောင်မယ်အဲ့တော့အခုဒီအရာလေးတွေကိုနားလည်သွားပြီဆိုရင်ခုနပြောခဲ့သလိုပဲ internet မှာကိုယ့်ဘက်ကိုစိတ်ကြိုက်ဖြည်းဖြည်းချင်းဒီသက်ဆိုင်ရာ brand တွေရဲ့ထုတ်တဲ့ CV လေးတွေကိုအကြမ်းမြင်လေ့လာလိုက်ပါအကြမ်းမြင်ဆိုတာတစ်ကြိမ်နှစ်ကြိမ်လောက်ကြည့်တိုင်းကိုရပါပြီဒါလေးတွေရှိထားတယ်ဆိုတော့ကိုယ်ကသိအောင်လောက်ဆိုအဆင်ပြေတယ်အဲ့တော့ကွန်ပျူတာကုမ္ပဏီတွေရဲ့ထုတ်တဲ့ brand တွေ နောက် model တွေနောက် desktop နဲ့ desktop မှာ stand alone တို့နောက် branded တို့ကွဲပြားသွားတာလေးတွေကိုသိပြီဆိုလို့ရှိရင်နောက်ထပ်နောက်ထပ်လေ့လာမဲ့သင်ခန်းစာတွေမှာအများကြီးအကျိုးပြုလာပါလိမ့်မယ်ကိုကိုတိုင်း service အပြင်သွားပြီးလုပ်တဲ့အခါကျရင်လည်း computer ဆိုတော့မြင်လိုက်တာနဲ့ကိုယ့်ရဲ့ကိုယ့်ရဲ့ own account ထဲမှာဘယ်ပစ္စည်းရပါဆိုတော့ကိုယ့်ကိုယ်ကိုယ်ကိုယ်ခွဲခြားပြီးမြင်နေတဲ့အခါကျရင် service ဆိုတာ imminent ကိုမှ confidence ရှိလာပါလိမ့်မယ် okay နောက်ထပ်သင်ခန်းစာတစ်ခုမှာထပ်တွေ့ကြပါဦးမယ်